ားလုံးပဲမင်္ဂလာပါအဒီပိုလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့ရဲ့ page တွေမှာ follower ကလည်းတက်မှတ်ချက်တဲ့လွန်နဲ့ like share comment view အားလုံးကလည်း share ကောင်းတယ်ဒါပေမဲ့လည်းဘာဆက်တဲ့မှလည်းမပွင့်လာဘူးငွေရှာဖို့အတွက်ဘာလမ်းကြောင်းမှမပွင့်လာဘူးအဗီဒီယိုတွေဆိုရင်လည်းကျွန်တော်တို့ဖန်တီးရတာကိုပိုင် content တွေကိုပိုင်အချင်းနဲ့ပေါ့နော်ဖန်တီးရတဲ့ဗီဒီယိုအားလုံးပဲဒါပေမဲ့လည်းငွေရှာဖို့အတွက်လမ်းကြောင်းမပွင့်တဲ့အတွက်ပေါ့နော် ကျွန်တော်တို့တွေဘယ်လိုမျိုးအမှားလေးလုတ်ခဲ့လို့လဲပေါ့နော်ဒါလေးကို share တင်နေနဲ့မျှဝေပေးပါလို့တောင်းဆိုတဲ့သူကကျွန်တော်မျှဝေပေးချင်ပါတယ်အခု share နေလုတ်ပေးမှာအခုမျှဝေပေးမှာကတော့ကျွန်တော်ရဲ့အတွေ့အကြုံတီးတန့်ကိုပဲကျွန်တော်မျှဝေပေးမှာနော်အမေဆွေကအဆင်ပြေမယ်ဆိုရင်လည်းယူသုံးအဆင်မပြေဘူးဆိုရင်လည်းကြော်သွားပေါ့နော်မေဆွေရဲ့ပေးမှာကိုပိုင်ကွန်တက်တွေပဲဖန်တီးရတယ် follower ကလည်း9000တောင်းပေါ့နော်အတိုင်းထက်အလွန်ပဲ view share ရတယ် view တွေ like share comment အားလုံးကလည်း share ချမ်းနေတယ် ဒါပေမဲ့ငွေရှာဖို့အတွက်ဘာလန်းချောင်းဘာဆက်အမပွင့်မလာလို့ဆိုရင်မိတ်ဆွေဒီအချက်လေးကိုအမှားလုပ်ထားလို့ပါဒီအချက်လေးကိုသွားပြီးတော့ပြင်လိုက်တယ်လည်းမိတ်ဆွေရဲ့ပေးမှာတလားတော်တွင်းပေါ့နော်ငွေရှာဖို့လန်းချောင်းပွင့်လာလာပါလိမ့်မယ်ဆက်တက်လည်းပွင့်လာပါလိမ့်မယ်မိတ်ဆွေယုံကြည်တဲ့ဆိုရင်ဒီအချက်လေးကိုအခုပဲပြင်လိုက်ပါโอเคဒါဆိုရင်ဘယ်လိုမျိုးချက်လေးလဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေရဲ့ပေ့မှာအဲပေ့ပဲဖြစ်ဖြစ်ရိုးရိုးအကောက်မှာပဲဖြစ်ဖြစ်ပေါ့နော်ပေ့ဆိုတဲ့ကိုအဲရိုးရိုးအကောက်ကနေပြီးတော့ Facebook ပေ့ပုံစံပြောင်းထားရဆိုတဲ့ကိုဗီဒီယိုတွေကိုကျွန်တော်တို့က ခြားသူတွေကြည့်အောင်ဆိုရှဲခဲ့တာရှိတယ်ရှဲခဲ့တဲ့အချက်ကြောင့်ပေါ့နော်မိတ်ဆွေရဲ့ပေမှာဆက်တက်တွေမပေါ်တာပါကျွန်တော်တို့ကိုတင်ထားတဲ့ဗီဒီယိုကိုကိုပြန်ရှဲလို့မရဘူးအဲချို့ကြလဲပေးတူပေးရှဲတယ်ဒီပေးကနေဟိုဘက်ပေးကိုရှဲတယ်ကိုပေးကလူကြည့်အောင်ဆိုရောဟိုဘက်ကပေးကကြီးနေတဲ့အတွက်အဲ့ဒီပေးကိုသွားရှဲတယ်ပေါ့နော်ဒီလိုမျိုးပေးတူပေးရှဲလို့မရဘူးကိုတင်ထားတဲ့ဗီဒီယိုကိုကိုပြန်ရှဲလို့မရဘူးချို့ကြလဲကိုတင်ထားတဲ့ဗီဒီယိုလူကြည့်အောင်ဆိုရင် group တွေလိုက်ရှဲတယ်အဲဒီလိုမျိုးရှဲလို့မရဘူးဒီလိုမျိုးရှဲမယ်ဆိုရင် ကိုယ်ဝင်ကိုယ့်နဲ့ဗီဒီယိုတွေဖန်တီးထားလဲကိုယ်ပိုင်ရှင်းနဲ့ဖန်တီးထားလဲဗီဒီယိုတွေဖြစ်နေပြီလိုက် share comment အားလုံး share ကောင်းနေပြီမိတ်ဆွေရဲ့ပြင်ပါငွေရှာဖို့အတွက်ဘာလန်းကြောင်းမှမပွင့်ပါဘူးအဓိကကတော့ share လိုက်တဲ့အတွက်ပေါ့နော် share လိုက်တာက limit နေနဲ့ဘယ်လောက်ထိကြလဲဆိုရင်6လ6လမဟုတ်ရင်တစ်နှစ်ပေါ့နော်အဲ့ဒါအဲ6လတစ်နှစ်တော်တွင်းကိုကျွန်တော်ရေးမစားနောက်တစ်ထပ်မ share တော့မှနော်မိတ်ဆွေရဲ့ပြင်ကငွေရှာဖို့လမ်းကြောင်းပွင့်မယ်မိတ်ဆွေကအဲ့ဒီလိုပဲထက်ကတက်ကအမြဲတမ်း share နေမယ်ဆိုရင်မိတ်ဆွေရဲ့ပြင်မှာ ိုပိုင်ဗီဒီယိုတွေဖန်တီးရတဲ့ငွေရှာဖို့ဆက်ကပေါ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်ရေးမချက်ကိုတင်ထားတဲ့ဗီဒီယိုကိုကိုမရှင်းနဲ့ပေးမှာဆိုရင်ထို့သူပဲကျွန်တော်တို့ပေးမှာပေါ့နော်။အဒမင်ထည့်ထားတာရှိတယ်။ဒီအဒမင်အကောင့်နဲ့ပေါ့ဒီပေးကဗီဒီယိုတွေကိုမိတ်ဆွေကပြန်ရှင်းနိုင်မယ်ဆိုရင်လည်းထို့သူပဲပေါ့နော်။မိတ်ဆွေရဲ့ပေးမှာ share ကျက်တလောက် view ချမ်းနေပါစေ။ like share comment ကျက်တလောက်ကောင်းနေစေ follower ကျက်တလောက်များမိတ်ဆွေရဲ့ပေးမှာဆက်ကငွေရှာဖို့လမ်းကြောင်းကလုံးဝပေါ်လာမှာမဟုတ်ပါဘူး။ ါကတော့ကျွန်တော်ရဲ့အတွေ့အကြုံကိုကျွန်တော်မျှဝေပေးတာနော်မင်းဆိုရင်အဆင်ပြေမဆိုရင် you အဆင်မပြေဘူးဆိုရင်လည်းကြော်သွားပါတော့โอเคဒါဆိုရင်ကျွန်တော်တို့ကတော့ share တော့ share ခဲ့ပြီးသွားပြီအကိုရအဲဒီခြားသူတွေကြည့်အောင်ကျွန်တော်တို့ရိုးရိုး Facebook ကောက်သမားလဲပေးပုံစံပြောင်းလာတဲ့လူလဲ share တာလည်းရှိတယ်အဲကျွန်တော်တို့ Facebook page ကိုလဲလူကြည့်အောင်ဆိုရင်အဲ့ဒီ page ရဲ့ admin နဲ့ပေါ့နော်အဓိကကတော့ဒီ page ရဲ့ admin နဲ့ share တဲ့အတွက်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေရဲ့ page မှာငွေချဖို့လမ်းကြောင်းနေမပေါ်တာပေါ့နော် ရှဲမရဘူးလားဆိုတော့ရှဲလို့ရတယ်ရှဲခြင်းလေဆိုရင်ဒီပေးနဲ့မဆိုင်တဲ့အကောက်တစ်ကောက်ပေါ့နော်တီးတဲ့အကောက်ဥပမာကျွန်တော်မြစ်ကဒီပေးမှာအတမင်ရှိနေတယ်ဒီအကောက်ပေါ့နော်ဥပမာဒီပေးရဲ့အတမင်ကကိုကိုပေါ့နော်ကိုကိုကောင်းတဲ့လုံးဝရှဲလို့မရဘူးရှဲခြင်းလေဆိုရင်တခြားအကောက်တခြားတီးတဲ့အဲတခြားတီးတဲ့ဖုန်းနဲ့ရှဲတဲ့ကအကောင်ဆုံးပဲအကျွန်တော်အကြံပေးချင်တာအဲ့ဒါမျိုးလေကျွန်တော်တို့ရှဲမရဘူးလားဆိုတော့ရှဲတဲ့ရှဲတာကလည်းနီလန်းရှိတယ်ဗျအဲစီကန်လွန်အောင်ရှဲတဲ့နီလန်းပေါ့နော်စီကန်လွန်အောင်ရှဲတဲ့နီလန်းဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေရဲ့အိမ်မှာက wifi တစ်ခုတည်းချိတ်ထားတယ်ဗျာ ဲ့ဒီ wifi ကိုကျွန်တော်ကဒီဖုန်းနဲ့လည်းတုံးတယ်နောက်ထပ် share မဲ့ဖုန်းနဲ့လည်းတုံးတယ်ဆိုရင်လည်း share လို့မရဘူးစီကန်းရသိတယ် network တူလို့မရဘူးเนาะဥပမာ share မဲ့ဆိုရင်ဒီဖုန်းကလည်းဒါကကျွန်တော် Facebook page ရောင်းနေတဲ့ဖုန်းအဲ့ဒီဖုန်းမှာလည်းဒီ internet ဒီ wifi နဲ့ကျွန်တော်တုံးတယ်ညီမလေးဖုန်းဥပမာတရားဖုန်းပေါ့เนาะကျွန်တော်က share ကျင်တဲ့တီးတန်းဖုန်းဆိုလည်းညီမလေးဖုန်းအကိုဖုန်းပေါ့เนาะသူ့ရဲ့ account နဲ့ကျွန်တော်တို့က share ကျင်နေဆိုရင်အဲ့ဒီ wifi နဲ့ချိန်ပြီးတော့မ share နဲ့ share ကျင်နေဆိုရင်အဲ့ဒီ account ကသူ့ internet နဲ့သူ internet တူနေလို့မရဘူးပေါ့เนาะ network တူနေလို့မရဘူး network တူတာလည်း share ရင်လည်း Facebook ဘက်ကတည်တယ်ဒါတော့မှဒီပေးရအတမဲအကောင့်ပုံတော့တခြား share account နဲ့ကျွန်တော်ပြောတာနော်တခြား share account နဲ့တော့မှာ network တူလို့မရအောင်ဆိုရင်ဒီပေးရအတမဲနဲ့အကောင့်ဆိုရင်ပို့ပြီးတော့ဆိုးတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ရေးမစစ်တစ်ချက်သတိထားရမှာကကျွန်တော်တို့တွေကကိုယ့်ရဲ့ပေးကိုလူကြည့်အောင်သူ share တော့မဆိုရင် share ဖို့အတွက် Facebook account တည်တဲ့တစ်ခုဖွင့်သူ့အတွက်ဖုန်းတစ်လုံးနဲ့သူ့အတွက် internet နဲ့သူ့ဘာသူ share အဲ့ကျွန်တော်ရေးမစစ်ကဒီဘက်ကပေါ့နော်အဲ့ကျွန်တော်တို့ pay run နေတဲ့ admin account ရှိတဲ့ pay ရှိတဲ့အဲ့ဒီလိုမျိုးဖုန်းဆိုရင်လုံးဝလုံးဝ OBU ကို မရှဲပါနဲ့အကွန်မန်းမန်းတာဆိုရင်မန်းလိုက်လေကိုတချို့ကြတော့ကိုရက်ပြီးတော့ကိုလိုက်ပြီးပြန်ပေးတာရှိတယ်ဗောနော်အထာမျိုးတွေလည်းမလုတ်ပါနဲ့လိုက်ပေးတာပဲဖြစ်အသေးပေးတာပဲမလုတ်ပါနဲ့ကိုရက်ပြီးတော့ကိုကြိုက်တဲ့လူကလိုက်လာပေးလိုက်မယ်ကြိုက်တဲ့လူကလာရှဲပေးလိုက်မယ်အားမငယ်ပါနဲ့ဗီဒီယိုရှင်းလိုက်ရှဲကွန်မန်းဆိုတာရှိပြီးစားပဲဗောနော်ကိုပိုင်ဗီဒီယိုကိုပိုင်ကွန်တက်လေးကိုအောင်လွတ်လွတ်လပ်လပ်ဖန်တီးပြီးတော့လွတ်လွတ်လပ်လပ်တင်ထားလိုက်ပါကြည့်ချင်တယ်ကြည့်မကြည့်ချင်ဘူးနေဗောတင်ရမှာကိုလို့ကြည့်တာကသူတို့လုတ်ဒီဘောတရားနဲ့ပဲကျွန်တော်တို့ကဗီဒီယိုတွေဖန်တီးတယ်ဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေတွေတဲ့ ကိုတင်လာတဲ့ဗီဒီယိုကိုကြည့်ရင်ပြည့်ကြည့်နေလုံးဝမရှင်းနဲ့တင်လာတဲ့ share ခြင်းနဲ့ဆိုရင်လည်းအခြားဖုန်းနဲ့ share network မတူနဲ့ပေါ့နော်โอเคသဘောပေါက်မလို့မျော်လင့်နေโอเคဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကကျွန်တော်တို့ကအမှားလုပ်ခဲ့ပြီးသွားပြီဗျာ share ခဲ့ပြီးသွားရင်တော့ပြန်ပြင်လို့မရဘူးလားပေါ့နော်ပြင်လို့ရတယ်โอเคဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေပြင်တဲ့နီးလန်းလေးကိုကျွန်တော် share လေးလုပ်ပေးမယ်ကျွန်တော်ရဲ့မိတ်ဆွေဒီချက်လေးကိုပြင်လိုက်တလအတော်တွင်မိတ်ဆွေရဲ့ Facebook ပေးပါငွေရှာဖို့စက်တွေပေါ်လာလိုက်မယ် အဓိကတော့ကိုယ်ပိုင်ကွန်တက်တွေလည်းဖန်တီးထားတဲ့ကိုယ်ပိုင်ရချင်းနဲ့ကိုယ်ပိုင်ကွန်တက်ကိုယ်ပိုင်ဗီဒီယိုရဲ့တင်ထားတယ်ဆက်တဲ့မပေါ်တဲ့မိတ်ဆွေတွေတော့ပေါ့နော်ချွတ်ကြောက်လို့ share ခဲ့တဲ့တော့ပေါ့နော် okay ဒါဆိုရင် share ခဲ့တယ်ဆိုရင်ဘယ်လိုမျိုးကြည့်ပြီးတော့ဘယ်လိုမျိုးဖြတ်ရမလဲဆိုတာတွေကိုကျွန်တော် share နေလုပ်ပြီးမယ် okay ဒါဆိုရင် Facebook ထဲကိုဝင်လိုက် okay Facebook ထဲကိုဝင်လိုက်ဒါကတော့ကျွန်တော်ဒီ page ရဲ့ admin ပေါ့နော်အဲ page ရဲ့ admin ပဲဖြစ်ဖြစ်ရိုးရိုး Facebook ကောက်ကနေ page ပုံစံပြောင်းလာတာပဲဖြစ်ဖြစ်အဒီနေ့တိုင်းပဲလုပ်ရတာပေါ့နော် အဲ့ဒါဆိုရင်ကျွန်တော်ကဒီပေးရဲ့အက်ဒမင်နဲ့ဝင်လာပေးမှမဟုတ်နော်ဒါဒီပေးရဲ့အက်ဒမင်ပေါ့နော်အက်ဒမင်နဲ့ကျွန်တော်က share ခဲ့တယ်ဒီပေးကဗီဒီယိုတွေပေါ့နော်အဲ့တချို့ကြောင့်လည်းပေးသူပေး share ရတာရှိတယ်မရဘူးနော် share ထားတာဆိုရင်ပေးသူပေးလည်းဒီနေရာတိုင်းပဲသွားကြည့်ပြီးတော့ပြက်ပလိုက်အဲ့တချို့ကြောင့်လည်းပေးတစ်ခုတည်းမှာအက်ဒမင်နှစ်ကောက်သုံးကောက်ထည့်ထားတာရှိတယ်နှစ်ကောက်သုံးကောက်လုံးဝင်စစ်နှစ်ကောက်သုံးကောက်လုံးမှရှိတယ်ဆိုရင်ဒီနေ့တိုင်းပြက်ပေါ့နော်ကျွန်တော်တစ်ကောက်ပြက်ပြရမယ်နော်ဒါဆိုရင်ကျွန်တော်ကဒီပေးပေးမှ share ခဲ့တဲ့အက်ဒမင်အောက်ထဲဝင်လိုက်ဝင်ပြီးသွားပြီဆိုရင်ဒီမှာ profile လေးနဲ့မြင်းရောသုံးချောင်းရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ် အဲ့နှိပ်ပြီးသွားပြီဆိုရင်ဒီမှာ setting လေးရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်နှိပ်ပြီးတော့ဆွတ်တင်လိုက်အဲဆွတ်တင်လိုက်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 ပြီးတော့ဒီမှာ activity log ဆိုတာရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်အဲ့နှိပ်ပြီးတဲ့ဆိုရင်ဒီအပြာစာကြောင်းလေးကဆွဲလို့ရတယ်เนาะဒါလေးက already ပဲဆွဲလို့ရတယ်เนาะအဆုံးဆွဲလိုက်ဒီဘက်မှာ group တွေကို share လိုက်အဲ group တွေကိုသွားလိုက်အဲ group အဆုံးဆွဲလိုက်เนาะ group group post ဆိုတာရှိတယ်เนาะအဲ့ဒီနေရာလေးကို share share ပြီးတော့အဲ့ဒီ group post လေးကိုတစ်ချက်နှိပ် အဲဂရုပုတ်ကိုနှိမ့်လိုက်ရင်သူကဒီနေရာမှာပေါ်လာတဲ့အရာအားလုံးကကျွန်တော်ရဲမရှိဘူးဂရုထဲမှာကိုယ်ရှဲခဲ့တာတွေအဲလိုက်ရှဲ comment အားလုံးပေါ်တော့ဂရုနဲ့ပတ်သက်တာတွေအားလုံးကဒီထဲမှာပဲရှိတယ်အဲကျွန်တော်ရဲမရှိကဒါတွေအားလုံးကိုဖြတ်ပစ်လိုက်ပါအဲဖြတ်ပစ်လိုက်တာနဲ့ကျွန်တော်ရဲမရှိရဲ့ပြီမှာတလားတော်တဲ့ပေါ်တော့ကိုယ်ပိုင် contact တွေကိုယ်ပိုင် video ဖန်တီးရတဲ့မိတ်ဆွေဆိုရင်လုံးဝ100%ငွေချောင်းလမ်းကြောင်းပွင့်လာပါတယ်ကျွန်တော်ပြောတဲ့အချက်လိုက်တွေကိုကျွန်တော်ရဲမရှိစမ်းကြည့်ပါလုံးဝမိတ်ဆွေတို့အကျိုးရှိပါလိမ့်မယ် โอเคဒါဆိုရင်ကျွန်တော်ရဲ့မချက်ကဒါတွေကတော့ဒီအောက်ကဒါကျွန်တော်က share တဲ့အောက်တီးတန်းထားတာပေါ့နော်ကျွန်တော်လည်း share တဲ့အောက်ရှင်းဒါက share တဲ့အောက်ပေါ့နော်ကျွန်တော်ရဲ့ page တွေကိုကျွန်တော်လူများကြည့်အောင်ဆိုကျွန်တော် like share ခဲ့တာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရဲ့မချက်က share ခဲ့တာတွေဖြစ်တဲ့တော့အဲ့ဒီအဆက်ကလေး30ကိုတစ်ချက်နှိပ်နှိပ်ပြီးတော့အောက်မှာ delete ဆိုတာရှိတယ် delete ကိုဖြတ်သူကတော့ select ပေးပြီးတော့ဖြတ်လို့မရဘူးပေါ့နော်ကျွန်တော်ရဲ့တစ်ခုချင်း like ဖြတ်မှရမယ်အများကြီးရှိတယ်ဒါကကျွန်တော် share တဲ့အောက်ဖြစ်နေတော့အများကြီးပေါ့နော်အဲ့ဒါ share group ထဲမှာ share တာကော ကိုသွားတင်တာကိုကွန်မန်းသွားလောက်တော့လိုက်သေးရှစ်အားလုံးပေါ့နော်အဲဂရုနဲ့ပတ်သက်တာအားလုံးကဒီထဲမှာဖြစ်ရှိတယ်တခုမှကျန်တာအကုန်လုံးဖြတ်ပစ်လိုက်ပါမိတ်ဆွေရဲ့ပေးသလားသိုးသွင်းပေါ့နော်ကိုပိုင်ဗီဒီယိုတွေဖန်တီးထားတယ်ဆိုရင်မိတ်ဆွေရဲ့ပေးမှာငွေရှာဖို့လမ်းကြောင်းပွင့်လာပါလိမ့်မယ်ကျွန်တော်ကတော့မဖြတ်ဘူးပေါ့နော်ကျွန်တော်မိတ်ဆွေဖြတ်လို့ရတဲ့နီလန်လေးကို share နဲ့လုပ်ပေးတာအဲ့ဒီအဆက်ကလေး30ကိုနှိပ်သူကတော့တခုချင်းဖြတ်တာပေါ့နော်အောက်မှာ delete ဆိုတာမိုက်ပုံးလေးပေါ်လာတယ်အဲဒါလေးအားလုံးကိုကျွန်တော်ရဲ့မိတ်ဆွေဖြတ်လိုက်ပါဖြတ်လိုက်တာနဲ့ရ30အတွင်းပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေရဲ့ပေးမှာ setup ပေါ်လာပါလိမ့်မယ် ဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရေးမိဆိုရင် share ခြင်းနဲ့ဆိုရင်လည်းတီးတန့်ဖုန်းတစ်လုံးနဲ့တီးတန့် account account နဲ့ share ပါအဲ share မယ်ဆိုရင်လည်း network မတူပါစေနဲ့အဲသူလည်းသူ့ဖုန်း share မယ် phone internet နဲ့ internet သူ့ဖုန်းနဲ့သူ share ပေါ့နော်အဲဒီတိုင်းလေး share လို့ရပါတယ်ဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ